မြန်မာနိုင်ငံရဲ့ငလျင်အန်နီယယ်တွေကိုတင်သိပါသလားဒါကတော့1930မှာလှုပ်ခတ်ခဲ့တဲ့ဘကိုးငလျင်မှာကဘာပေါ်မှာငလျင်ကြောကြီးနှစ်ခုပဲရှိပါတယ်အဲ့ဒါက Airbike ငလျင်ကြောနဲ့ Pacific Miller ဆိုငလျင်ကြောပါမြန်မာနိုင်ငံကတော့ Airbike ငလျင်ကြောပေါ်မှာရှိပြီးငလျင်အသေးစားနဲ့အလက်စားတွေမကြာခဏလှုပ်ပါတယ်ငလျင်လှုပ်တယ်ဆိုတာဘာလဲဘာကြောင့်လှုပ်တာပါလဲငလျင်လှုပ်တယ်ဆိုတာကဘာမျက်နှာပြင်အောက်ကကြောက်ချက်တွေယူလျားပြီးရေကြီးရုတ်တရက်လှရှားသွားတာကိုခေါ်တာပါ ရောက်ထဲကလှုပ်ရှားမှုကြောင့်ငလင်ဖြစ်တယ်လို့မြေပေါ်ကမီးတောင်တွေပောက်ကွဲမှုကြောင့်လည်းငလင်ဖြစ်ပါတယ်။ဆယ်ကြီးတွေကိုရေဖြည့်သွင်းတာနဲ့နျူကလ িয়ার ပောက်ကွဲမှုကြောင့်လည်းငလင်တွေလှုပ်နိုင်ပါတယ်။မြန်မာနိုင်ငံမှာလည်းငလင်လှုပ်ရတဲ့အဓိကအကြောင်းရင်းနှစ်ခုရှိပါတယ်။ပထမအကြောင်းရင်းကအိန္ဒိယကြောက်ချက်ကမြန်မာကြောက်ချက်အောက်ကိုတစ်နှစ်မှာ3.5စင်တီမီတာနှုန်းနဲ့တိုးဝင်နေလို့ပါ။ဒုတိယအကြောင်းရင်းကမြန်မာကြောက်ချက်ကတစ်နှစ်မှာ2.5စင်တီမီတာနှုန်းနဲ့မြောက်ဘက်ကိုရွှေ့နေလို့ဖြစ်ပါတယ်။ မြေအောင်ပြည့်ရွေတွေကြောင့်လည်းငလင်ဖြစ်နိုင်ပါသေးတယ်။ဒါကတော့မြန်မာနိုင်ငံကငလင်ပြည့်ရွေတွေပါ။အဲ့ဒီထဲမှာစကိုင်းပြည့်ရွေကအရှိဆုံးနဲ့လှုပ်ခတ်မှုအများဆုံးပြည့်ရွေကြောပါ။အင်အားလည်းများပါတယ်။1930မှာပြည်ရ Richter scale ခဏတသက်မှ3နဲ့လှုပ်ခတ်သွားတဲ့ဗကုန်းငလင်ကစကိုင်းပြည့်ရွေကြောင့်ဖြစ်တာပါ။မြန်မာနိုင်ငံမှာပြည်ရလိုက်ငလင်တန်ခံရနိုင်တဲ့ဆုံ၅ဆုံဆိုပြီးခွဲထားပါတယ်။အားပြည့်နှံဆုံးဖြစ်တဲ့ဆုံ၅မှာဘကူဖြူ မန္တလေး၊စကိုင်း၊တကောင်း၊ပူတာအိုတနိုင်ကလေးနဲ့ဟောမလေးမြို့တွေပါပါတယ်။လူဦးရေထူးထပ်တဲ့ရန်ကုန်မြို့ကတော့စုံနှစ်နဲ့စုံသုံးကြမှာရှိပါတယ်။ပညာရှင်တွေကတော့နှစ်ပေါင်း100ကျော်အတွင်းအင်အားပြည့်တဲ့ငလင်းတွေလက်ကြောပြန်လှူရှားနိုင်ချေရှိတယ်လို့ခန့်မှန်းထားကြပါတယ်။အခုဆိုရင်ပဲမြမသမိုင်းရဲ့အစိုးဆုံးငလင်းဖြစ်တဲ့ပဲခူးငလင်းလှုပ်ခဲတာနှစ်ပေါင်း90ကျော်သွားခဲ့ပါပြီ။မြမနိုင်ငံအနေနဲ့ငလင်းဘေးအနေအတွက်ကြိုးတင်ပြင်ဆင်မှုတွေရှိနေပြီလား။ ဘလို့မြင်ပါသလဲ